မုံရမြို့အေးတာယာရက်ကွက်ရွှေသိန်းတော်ကြီးကျောင်းအနောက်ဖက်မုတ်အုပ်ခုံပေါ်မှာဧပြီလ19ရက်နေ့ည8:00နာရီဝန်းကျင်ကငွေကင်းစကလေးငယ်တူကိုငွေကျပ်1000နဲ့နှစ်ရွက်နဲ့အတူစွန့်ပစ်ထားမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကနေစုံစမ်းသိရှိရပါတယ်ကလေးငယ်ကိုစနစ်တကျထုတ်ဖို့ကလာရောက်စွန့်ပစ်ထားတာဖြစ်ပြီးစွန့်ပစ်ခံရတဲ့ကလေးငယ်ကိုမုံရတောင်ရဲကင်းမှုက ခေါ်ယူမွေးစားသွားခဲ့တယ်လို့အေးတာယာရက်ွက်အုပ်ချုပ်ရေးမှုကပြောပါရယ် ဧတာယာယောဂရွှေသိန်းတော်ကြီးကြောင့်အနောက်ဖက်မုတ်အုပ်ခုံပေါ်မှာမွေးခင်းစာကလေးတူကိုလာရောက်ဆုံးပြစ်ထားတဲ့ဆိုတဲ့သတင်းကြောင့်သက်ဆိုင်ရာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာကလေးကိုအပေါ်မှာဇစ်ဆွဲပါတဲ့ချင်းတော်မွေရတဲ့တတ္တရရဲ့ဆုံးပြစ်ထားတာကြောင့်ပတ်စံရှိအတိုင်းဝိုင်းကဆုံးပြစ်ထားတယ်လို့ယူဆကြောင်းဧတာယာယောဂအုပ်ချုပ်ရေးမှုဦးတန်းထွန်းအောင်ကပြောပါရယ်ဆုံးပြစ်ခံရသူကလေးငယ်ဟာယောက်ျားလေးဖြစ်ပြီးငွေကျပ်2000အပြင်တို့မဟုတ်ဘူးအစုံအလင်နဲ့အတူဆုံးပြစ်ထားတာဖြစ်တယ်လို့သိရပါရယ် ကလေးကိုတွေ့ရှိပြီးသက်ဆိုင်ရာကိုအကြောင်းကြားကအုတ်ချုပ်ရည်မှုကိုခေါ်ဆောင်ခဲ့ပြီးနောက်မောရတောင်ရဲခင်းမှုကမွေးစားမယ်ဆိုတဲ့အတွက်သက်ဆိုင်ရာအရှိမလက်မှတ်ထိုးပြီးခေါ်ယူသွားတယ်လို့အေးတာရအုတ်ချုပ်ရည်မှုဦးတန်းထွန်းအောင်ထံကသိရပါဗျ။အခုလိုရပိုင်းသာရှိသေးတဲ့မွေးကင်းစာကလေးကိုလာရောက်စွန့်ပစ်ထားမှုမှာယောက်ျားလေးတဦးဖြစ်တယ်ဆိုတာကိုသိရှိရခြင်းခေါ်ယူမွေးစားဖို့အတွက်လာရောက်တောင်းယူသူတွေရှိခဲ့ပေမဲ့ဥစွာရောက်ရှိခဲ့တဲ့မုံရတောင်ရဲခင်းမှုကသာမွေးစားခွင့်ရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။